ခေဟောင်းယူပပေတာနေရာမာတွေနဲ့ခင်မီနေပညာတို့ပေါင်းဆက်ထားတဲ့ရင်ကုန်တင်မောများရင်ကုန်တင်မောတွေကခေတ်သစ်ရေတက်စစ်ပွဲတွေအတွက်မရှိမဖြစ်လိုအပ်တဲ့လက်နက်တွေဖြစ်လာနေပါပြီသူတို့ရဲ့ကိုဖြောင်းနိုင်စွမ်းခိုးကြောင်ခိုးဝက်သွားလာနိုင်စွမ်းကစည်ရေးအင်အားအသာစီရဖို့အတွက်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်လာခဲ့တာပါမြက်ွယ်ကနေတိတ်တဆိတ်ကင်းလဲနိုင်တာကြောင့်လေကာကွယ်ရေးကဏ္ဍအတွက်မဟာပြူဝါမြောက်စွမ်းရည်ဖြစ်လာပါတယ် ခင်မီရင်ငုံတင်မော်တွေမှာဆိုရင်အစင်မြင့်ဆုံးစိုးနာအာယုံခံစနစ်တွေနဲ့ဆက်သွယ်ရေးစနစ်တွေတက်ဆင်ထားတာပါအဲဒါကြောင့်လဲရန်သူတင်မော်တွေနဲ့မာယာချီလောက်ကလေးကခြေရာခံနိုင်စွမ်းတွေရှိနေပါတယ်အဲဒါကိုတစ်ဖက်ကမသိအောင်လဲလှုပ်ဝှက်ထားနေတာပါပြီးတော့လိုအပ်လာရင်ပုံရှုပ်ွယ်ရှုပ်အနေထားကနေပဲအလဲတိုက်ခိုက်နိုင်ပါသေးတယ်ဒါမှမဟုတ်ရန်သူမြေအောင်ကိုထင်ပြပြီးခြောက်လန့်တာမျိုးတွေလည်းရနေတာပါနောက်ဆုံးတိုက်ခိုက်ပြီးစကန်ပိုင်းအတွင်းမှာပဲရန်သူမမြင်အောင်ပြန်ပုံးနေတာမျိုးဆိုရင်လည်းအဆင်ပြေပါတယ် စစ်တပ်တွေမှာရေငုံသင်္ဘောတွေပိုင်ဆိုင်ထားတာကတည်သားတဲ့နီးပြွားဆိုင်ရာအားတာချက်တစ်ခုလည်းဖြစ်ပါတယ်ရေငုံသင်္ဘောပါရေရေတက်နဲ့ရေငုံသင်္ဘောမပါတဲ့ရေတက်ရင်ဆိုင်ရပြီဆိုရင်ပါရေဘက်ကအနိုင်ရဖို့အခွင့်အရေးပိုများနေတာပါတရရဲ့စွမ်းရည်ကဒိတ်တဆိတ်တိုက်ခိုက်နိုင်ပါတယ်ဒိတ်တဆိတ်လည်းထောက်လန်းနိုင်ပါတယ်ပြီးတော့အတိုင်းအတိုင်းတိုက်ခိုက်မှုတွေကိုလည်းလင်းလင်းမြန်မြန်ရှောင်တိန်နိုင်စွမ်းရှိနေတာပါခင်မီရင်ကုန်တင်မော်ရီဆိုရင်နျူကလ িয়ার စွမ်းအင်ကိုအသုံးပြုထားတာကြောင့်ရေပေါ်မတက်ပဲအကြာကြီးနေနိုင်ပါတယ်။နောက်ပြီးနျူကလ িয়ার ဗေဒိန်တုံးကြီးတွေကိုတဲဆောင်နေတာကြောင့်မိုင်းထောင်ကြီးပြင်မှတ်ကိုတိုက်ခိုက်နိုင်ပါသေးတယ်။ အဲ့ဒါကနိုင်ငံတကာနိုင်ငံရဲ့ဒုတိယတိုက်ခိုက်နိုင်စွမ်းပါပဲပထမတိုက်ခိုက်နိုင်စွမ်းကပေါ်ပေါ်ထင်ထင်ရှိနေတဲ့စစ်အင်အားဖြစ်ပါတယ်အတိတ်ပဲကအဲ့ဒီနိုင်ငံကရန်သူတွေရဲ့တိုက်ခိုက်မှုကြောင့်ကုန်းပေါ်ကနေလက်တုံပြန်နိုင်ခြင်းမရှိတော့ဘူးဆိုရင်တော့ရင်ငုံသိမ်းမပေါ်ကနေလှမ်းပြီးတိုက်ခိုက်နိုင်တာမျိုးပါပဲနောက်ပြီးအဲ့ဒီတိုက်ခိုက်မှုကိုရောက်ရနေရကနေဆောင်ရနိုင်ပါတယ်အဲ့ဒီရင်ငုံသိမ်းမရဲ့နေရာကိုရန်သူတွေမသိအောင်အမြဲရွှေ့ပြောင်းနေတာပါရန်သူတွေကကုန်းပေါ်ကလွတ်လိုက်တဲ့ဒုံးကြီးတွေကိုခြေရာခံဖို့လွယ်ကူပါတယ်ဒါပေမဲ့ဘဲကနေပေါ်လာမှမသိနိုင်နဲ့ရေထဲကဒုံးကြီးတွေကိုတော့ခံမှန်းဖို့တိတ်မလွယ်လာပါဘူး ရင်ကုန်သင်းမောင်းတွေကလျှို့ဝှက်မရှင်တွေကိုလည်းအများဆုံးဆောင်ရွက်ကြရတာပါအထူးတပ်ဖွဲ့ဝင်တွေကိုရင်ကုန်သင်းမောင်းနဲ့တယ်ဆောင်ပြီးရန်သူနယ်မြေထဲခိုးသွင်းပေးတာရန်သူနယ်မြေထဲမှာမိုင်းတွေတွားကြတာဒါမှမဟုတ်ရန်လိုတဲ့ရေပြင်မှာတရှိုးလုပ်ငန်းတွေလှုပ်ဆောင်တာတွေကိုလည်းဆောင်ရွက်ကြရပါတယ်ပြောရရင်ရင်ကုန်သင်းမောင်းကောင်းကောင်းပိုင်ဆိုင်ထားတဲ့ရေတက်ကစစ်ပွဲတွေမှာအမြဲခြေလန်းတာနေတတ်ပါတယ်နောက်ပြီးနိုင်ငံကြီးတွေတော်တော်များများကရင်ကုန်သင်းမောင်းကိုစီပိုင်ဆိုင်လာကြတာပါဒီအချိန်မှာတော့အခြားအချက်တွေပါအရေးကြီးလာပါတယ် ရေဒါစနစ်ဆိုရာစနစ်လန်နက်စနစ်အီလက်ထရောနစ်စနစ်တွေအပြင်ဗျူဟာမြောက်လေပတ်ပုံစနစ်တွေကပါတိုက်ပွဲရဲ့အပြောင်းအလဲကိုဆုံးဖြတ်နိုင်တဲ့အရာတွေဖြစ်လာခဲ့တာပါရင်းငုံတင်မဘော်ကရေတပ်သားတွေရဲ့ဘဝကလည်းနိုင်ငံအလိုက်မတူညီတဲ့လေပတ်ပုံတွေရှိနေပါတယ် USS New Mexico လိုမျိုးနျူကလ িয়ার ရင်ကုန်သင်းမဘော်ကဘဝတွေကတော့ရေပေါ်လေးကိုရှူရှိုက်ခွင့်ပိုးပြီးနေပါနေပါရင်နျူကလ িয়ার စွမ်းအင်တုံးရင်ကုန်သင်းမဘော်ဖြစ်နေတဲ့အတွက်ရေပေါ်ကိုခဏခဏတက်เสียမလိုတာကြောင့်ပါပဲအဲဒီလိုသင်းမဘော်ကြီးတွေမှာအရေးကြီးတဲ့အတိကဌာနတွေနဲ့ဖွဲ့စည်းထားပါတယ် ဘယ်နေရာဖြစ်ဖြစ်အစားအသောက်ကိစ္စကအတိကလိုအပ်တဲ့အတွက်စားရေးတောက်ရေးယူနစ်ကလည်းအရေးကြီးတဲ့ဌာနကွဲတစ်ခုဖြစ်လာတာပါရေတသားတွေရဲ့စွမ်းအင်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့စားရေးတောက်ရေးကိစ္စကိုလည်းဂရုတစိုက်စီမံထားရပါတယ်နောက်ပြီးအခအားလျော်စွာကြွေးရတဲ့ special menu တွေလည်းရှိနေကြတာပါဒါပေမဲ့အများကြီးချက်ပြုတ်ရတဲ့ menu တွေကိုတော့တိမ်မတုံးကြပါဘူးအရေးအစား burger cookie chocolate စားရာတွေကိုအတိကသုံးဆောင်ကြပါတယ် ဒါပေမဲ့ရေတပ်သားတွေကတော့ရင်ကုန်တင်းမဘော်ကအစားအစာတွေကရေတပ်ရဲ့အကောင်းဆုံးထဲမှာပါတယ်ဆိုပြီးဂုံယူကပြောဆိုကြပါတယ်။နောက်ပြီးလက်နက်ဌာနကလည်းအမဲလိုလိုအလုံများနေရတာပါ။သူတို့ကတော်ပီဒိုတွေ၊တိုမဟော့ဒုံးကြီးတွေကိုအမဲစစ်ဆေးနေရပြီးအစင်းသင်းဖြစ်အောင်ပြင်ထားကြရပါတယ်။ဒီလိုအလုံများရတဲ့အထက်မှာထိန်းသိမ်းရေးဌာနကလည်းထိတ်ဆုံးမှရှိနေတာပါ။သူတို့ကတင်းမဘော်တစ်စီးလုံးကောင်းကောင်းလည်ပတ်နိုင်ဖို့အသေးစိတ်ကအစားအမဲစစ်ဆေးနေရပါတယ်။ပြင်စရာရှိရင်လည်းချက်ချင်းပြင်ဆင်ကြရတာပါ။ ပြောရရင်ရေရောက်ထဲမှာရှိနေတဲ့သင်းမောဖြစ်တဲ့အတွက် ရေပေါ်သင်းမောတွေထပ်တော့ပိုကယူဆိုက်ရတာကတော့အမှန်ပါပဲဆက်ချိုရင်သွားတာပဲဖြစ်ဖြစ်အဆက်အသွယ်ပြတ်တောက်သွားတာပဲဖြစ်ဖြစ်ရေပေါ်သင်းမောတွေထပ်အန်ဒရယ်ပုံများတဲ့အခြေအနေကိုပိုတွေ့ရနိုင်ပါတယ်မရှင်တခုအောင်မြင်ဖို့ပြင်းပြင်းထန်ထန်လေ့ကျင့်ထားတဲ့ကျွမ်းကျင်ပညာရှင်တွေနဲ့ရေတပ်သားတွေကိုပဲရွေးချယ်ပြီးကြံခိုင်မှုအပြည့်နဲ့ကြိုးစားကြရတာပါရေငုံသင်းမောတွေရဲ့ဒီဇိုင်းကရေချောင်းဆိုင်ရာအင်ဂျင်နီယာနီးပညာရဲ့အကောင်းဆုံးအပိုင်းလည်းဖြစ်ပါတယ်ခင်မရေငုံသင်းမောတွေရဲ့ဒီဇိုင်းဆိုရင်ပိုပြီးအံ့ဩဖို့ကောင်းနေတာပါ ဒီလိုဒီဇိုင်းမျိုးဖြစ်လာဖို့နေပေါင်းများစွာကလေးကအမျိုးမျိုးစူးစမ်းခဲ့ရပါတယ်။ဒိုတက်လာအောင်နီလန်တွေရှာခဲ့ရပါတယ်။သမုဒ္ဒရာရေနပ်ပိုင်းနဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်မှုပြင်ဆင်ခဲ့ရပါတယ်။ဘလို့ပဲဖြစ်ဖြစ်ယူဘဗီဒနေရာမှတွေကိုတော့ဆန့်ကျင်လို့မရပါဘူး။ခေဟောင်းရင်ကုန်တင်မောဖြစ်ဖြစ်ခင်မီရင်ကုန်တင်မောဖြစ်ဖြစ်အရင်တော့ကတွေ့ရှိခဲ့တဲ့ယူဘဗီဒနေယာမားအချို့ကိုအခြေခံထားရတာပါအဲ့ဒါတွေကတော့အာကီမီစတီနေယာမားနဲ့ဘွိုင်းနေယာမားဆိုတာကိုပဲအလွယ်ပြောရပါမယ်နောက်ပြီးရင်ကုန်တင်မောတွေမှာအသုံးပြုထားတဲ့တခြားနေယာမားတွေလည်းရှိနေပါသေးတယ် ဒါပေမဲ့အရှိမပြောခဲ့တဲ့နှစ်မျိုးကတော့အတိအကအကြဆုံးပါပဲ။အဲ့ဒီရင်ကုန်သင်္ဘောတွေကိုကိုရယ်နှစ်ထပ်နဲ့တည်ဆောက်ထားတာပါ။အပြင်ဘက်ကိုရယ်ကရေကိုချောချောမွေ့မွေ့ထိုးဖောက်နိုင်တဲ့ဒီဇိုင်းမျိုးနဲ့တည်ဆောက်ထားပါရင်အဲဒါကြောင့်ရင်ကုန်သင်္ဘောတွေကိုကြည့်လိုက်ရင်လုံလုံချောချောဖြစ်နေတာကိုတွေ့ရမှာပါ။အတွင်းမှာတော့ထူထူတဲတဲကိုရဲတခုထိုက်ရှိနေပါ ರಿ အရိကိုရဲကိုလည်းရေပြားတန်ခန်းနိုင်အောင်တည်ဆောက်ထားရတာပါမျက်စီရဲမြအောင်ပြောရရင်တော့ရင်နွေးထပ်ပူလိုမျိုးပါပဲအလွာနှစ်လွာရှိပါ ರಿ အရိအလွာကြားကအပူအေးထိန်းပင်းနိုင်တဲ့အစွမ်းမျိုးလည်းရှိနေတာပါ ရင်ငုံတင်မဖွဲ့စည်းပုံရဲ့အရေးပါတဲ့ဒီဇိုင်းတစ်ခုကိုထပ်ပြောရရင်မျောကန်တွေကိုပြောပြရမှာဖြစ်ပါတယ်။ဒီကန်တွေကရေပေါ်ပေါ်နိုင်စွမ်းကိုထိမ့်သိမ်းနိုင်ဖို့ရှိနေရတာပါ။ဒါမှမဟုတ်ရေရောက်ကုန်ငုံချင်ရင်လည်းဒီမျောကန်ကိုချိန်ညှိရပါတယ်။အဲ့ဒီမျောကန်တွေကကိုရဲနှစ်ထပ်ချားမှရှိနေတာပါ။ရေအောင်စင်းချင်ပင်လယ်ရေတွေကိုအဲ့ဒီကန်တွေနဲ့အဝင်ခံပြီးရေပေါ်တက်ချင်ရင်တော့ရေတွေကိုပြန်ထုတ်လိုက်တာလို့ပဲလွယ်လွယ်မှတ်လို့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ရင်ငုံတင်မကရေထဲမှာဟန်ချက်ညီနေအောင်အမြဲတွက်ချင်နေရတာပါ။ဖင်ထောင်သွားတာမျိုးခေါင်းထောင်သွားတာမျိုးမဖြစ်အောင်ပါပဲ။ နောက်ပြီးလေရင်တွေလိုပဲပယ်ထိန်တောင်ပန်းမျိုးတွေတောင်ပန်းငယ်လေးတွေလည်းရှိပါတယ်။ဒိမကြာတိတ်ခင်မှာပဲ General Dynamics Company ကထုတ်ခဲ့တဲ့ Virginia Class လိုမျိုးခင်မရင်ကုန်သင်းမောင်းတွေမှာဆိုရင်အရှိန်မြန်မြန်မြင်ပြီးသွားနေရင်တောင်လုံးဝငြိမ်နေစေမဲ့တောင်ပန်းငယ်လေးတွေကိုထည့်သွင်းထားတာပါ။ရင်ကုန်သင်းမောင်းတွေကရှေးလျားတဲ့ mission တွေမှာလည်းအထူးကပါဝင်ကြရပါတယ်။အရာကြောင့်ကံမကက်ရတဲ့အချိန်တွေဆိုတာလည်းမနည်းလှပါဘူး။အရာကြောင့်သူတို့လိုအပ်တဲ့ပစ္စည်းတွေကိုအမြဲဖြည့်ဆည်းပေးနိုင်အောင်လည်းစီစဉ်ထားကြရတာပါ။အဲ့ဒီမှာလေလိုအပ်ချက်လိုက်မတူတဲ့နီလန်းတွေထက်ရှိနေပါသေးတယ်။ ဥပမာအားဖြင့်အစားအသောက်ဆေးဝါးနှင့်ပုပ်ပပပအသုံးဆောင်လေးဆိုရင်တော့ရဟယင်တွေနဲ့ရေငုပ်သင်းမောရှိရာကိုတွားပြီးပို့ဆောင်ပေးတာပါအဲ့ဒီအခါမျိုးကျရင်ရေငုပ်သင်းမောကရေပေါ်ကိုခဏတက်လာမှဖြစ်ပါတယ်ရဟယင်ကပစ္စည်းတွေကိုကျိုးနဲ့ချပေးလိုက်မှာပါသင်းမောသား၂ယောက်၃ယောက်လောက်ကရေငုပ်သင်းမောရဲ့အပေါ်ကနေပစ္စည်းတွေကိုယူပါတယ်ပြီးရင်တော့အထဲကိုပြန်ဝင်ပြီးရေငုပ်သင်းမောကိုလည်းရေအောက်ကိုမောင်းချသွားတာပါရဟရင်နဲ့တဲလို့မရတဲ့လေးလေးပင်ပင်ပစ္စည်းတွေကိုတော့စစ်ပတ်သုံးကုန်တင်လေရင်ကြီးတွေနဲ့ပို့ပါရင် သူတို့ကရင်ကုန်သင်းမောင်းနဲ့အနည်းဆုံးနေရာကိုလေထီးနဲ့ပစ်စည်းချပေးလိုက်တာပါဘယ်နေရာကိုပဲကြာကြာရင်ကုန်သင်းမောင်းကတော့သွားပြီးမယူပါဘူးရင်ကုန်သင်းမောင်းပေါ်မှာပါလာတဲ့ RHIB လို့ခေါ်တဲ့ပေါပေါပါပါစက်တက်လှေလေးတွေနဲ့ပဲသွားယူရတာပါဒီလိုနည်းလမ်းနဲ့ရင်ကုန်သင်းမောင်းတွေကဆက်စင်ရေးနယ်မြေအတွင်းမှာအချိန်ကြာကြာတာဝန်ထမ်းဆောင်နိုင်ရေးစီမံထားကြရပါတယ် American စစ်တပ်ရဲ့ရင်ကုန်သင်းမောင်းတွေကတကဘာလုံးနီးပါးပတ်သွားကြရပါတယ်အရာကြောင့်အရန် AB ရေခဲပင်တွေရှိနေတဲ့ R8 ဒေသကိုလည်းသွားကြရတာပါ ရေအောက်မှာမောင်းနေရတဲ့အချိန်မှာတော့အခက်အခဲတိတ်မရှိလာပါဘူး။ရေခဲတုံးတွေနဲ့မတိုက်မိအောင်ပဲတတိထားရတာပါ။အစင်းမြင့်အာယုံခံကရိယာတွေရှိနေတဲ့အတွက်အရိကိစ္စကလည်းအဆင်ပြေပါတယ်။ဒါပေမဲ့ရေပေါ်ကိုတက်ဖို့လိုအပ်လာပြီဆိုရင်တော့အခက်အခဲတွေရှိလာရပါပြီ။အရိခါမျိုးကြရင်ရေခဲပြင်ကိုဖောက်ပြီးတက်ချရတာပါ။များသောအားဖြင့်ရေခဲပြင်တွေရှိနေတဲ့အခါရွက်တိုင်မျောစင်းလောက်ပဲထိုးပေါက်နိုင်ပါ ರೀ ။ကိုယ်တွေကရေခဲပြင်ကိုထိုးပေါက်နိုင်ဖို့ဆိုတော့ကမလွယ်လှပါဘူး။ ။နရိခာမျိုးကြရင်တော့တင်မောသားတွေကရေခဲပြင်ပေါ်ကိုတက်လာရပါတယ်။ပြီးတော့ရေခဲပြင်ရဲ့အထူအပားကိုအရင်ဆုံးတိုင်းထားကြရတာပါ။ပြီးရင်ဆလွာတွေ၊လွန်တွေ၊ပေါတိုးတွေနဲ့ရေခဲပြင်ကိုခွဲရပါတယ်။အာထိတ်ဒေသကရင်ကုန်တင်မောတွေအထွတ်ခက်ခဲတဲ့နေရာဖြစ်ပေမဲ့ဒီနေရာကိုလက်ဦးထားနိုင်တာကနိုင်ငံရေးအရာ၊စေရေးအရာအကျိုးရှိတာကြောင့်ဒီလိုမျိုးသွားလာနေရတာပါ။နောက်ပြီးအာဒိတ်ဒေတာရဲ့အခြေအနေကိုနားလည်နိုင်ဖို့စုံစမ်းပြီးတွားလာရတဲ့ကိစ္စမျိုးတွေလည်းရှိပါသေးတယ် အဲဒါကြောင့်တင်မသားတွေကရေနဲ့ဆိုင်တဲ့ကျွမ်းကျင်မှုတွေဒါမကပဲရေကန်နဲ့ဆိုင်တဲ့လေ့ကျင့်ခန်းတွေကိုပါလှုပ်ထားကြရတာပါ။ဒါမျိုးကတော့အထူးလေ့ကျင့်ခန်းတွေဖြစ်ပါတယ်။အာဒိတ်ဒေသမှာတာဝန်ထမ်းဆောင်ရမယ့်သူတွေလောက်ပဲပါဝင်ရတာပါ။ရင်ကုန်တင်မတွေကလည်းတခြားရင်တွေလိုပါပဲ။သူတို့မှာတက်တန်းကုံဆုံးချင်းဆိုတာရှိပါတယ်။အရိခာမျိုးကြရင်လည်းထိရောက်တဲ့ရုပ်သိမ်းမှုအစီအစဉ်တွေကိုဆောင်ရွက်ကြရတာပါ။အရိအစီအစဉ်တွေကတာမန်တင်မတွေထက်ပိုပြီးရှုပ်ထွေးပါတယ်။အထူးသဖြင့်နျူကလ ியர் စွမ်းအင်သုံးရင်ကုန်တင်မဆိုရင်ထယ်စင်းစားရမယ့်အချက်တွေအများကြီးရှိနေတာပါ။ အဓိကကတော့ဘေကင်ရေးပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရေးသုံးလို့ရတဲ့ပစ္စည်းတွေကိုပြန်လည်ရရှိရေးတို့ပါပဲအဒီအစဉ်တိုင်းမှာတီးခြားတဲ့လုပ်ငန်းစဉ်တွေပါဝင်နေပါတယ်အခြေခံအားဖြင့်တက်တန်းရင်လာတဲ့ရင်ငုံတင်မော့တွေကိုအကောင်းဆုံးပြုပြင်ထိန်းသိမ်းပြီးသုံးလို့ရတဲ့နေရာတွေမှာအသုံးပြုပါတယ်အဲ့ဒါပြီးရင်တော့အဆုံးဖြစ်ဖို့ပဲရှိတော့တာပါဒီလုပ်ငန်းစဉ်မှာလောင်စာထုတ်ယူခြင်း၊ရင်ငုံတဲမောက်ကိုရုပ်သိမ်းခြင်း၊နျူကလ িয়ার ဓာတ်ပေါင်းဖို့စွန့်ပစ်ခြင်းစတဲ့ကိစ္စတွေပါဝင်ပါတယ်။နောက်ပြီးအဲဒီကိစ္စကိုလည်းအလောတုံးစဲမလုပ်ပါဘူး။အချိန်ယူပြီးတဆင်ခြင်းစီဆောင်ရွက်ကြတာပါ။ ရင်ကုန်တင်မအခွန်တွေကိုတခြားအသုံးပြုလို့ရတာတွေလည်းရှိပါတယ်။ဥပမာအားဖြင့် USS Jane K. Paul ဆိုရင်အနှစ်30တာဝန်ထမ်းဆောင်ပြီးတဲ့နောက်1996ခုနှစ်မှာရုပ်သိမ်းတဲ့လုပ်ငန်းစဉ်ကိုစတင်ခဲ့တာပါ။အဲဒါကို Washington ပြည်နယ် Brighton မြို့ကတင်မချင်းတစ်ခုမှာလုပ်ခဲ့တာဖြစ်ပါတယ်။ရုပ်သိမ်းပြီးတဲ့တင်မအခွန်ကြီးကို6သွေးစိတ်ခံအနေနဲ့အသုံးပြုခဲ့တာပါ။6သွေးစိတ်ခံဆိုတာကတော့အကန့်တွေပါပြီးတကားတက်ထားတဲ့ရေမြောင်းကြီးလိုပါပဲ။ ရေရှိတဲ့အချိန်တွေမှာတင်မောတွေကိုအကန့်အသင်းပေါင်းထည့်ပြီးရေတွေထုတ်လိုက်ပါတယ်။အဲဒီအချိန်မှာတင်မောကိုပြုပြင်ထိန်းသိမ်းတာတွေလုပ်လို့ရှားသွားပါပြီ။ပြန်သုံးရင်တော့မှအကန့်အသင်းကိုရေတွေပြန်သွင်းပြီးထွက်ခွာစေတာမျိုးပါပဲ။ရင်ငုံတင်မောအချောင်းဆက်ရရင်တော့ရုပ်သိမ်းတဲ့လုပ်ငန်းစဉ်မှာအစိပ်ပိုင်းတွေကိုဖြတ်တောက်ပြီးတခြားမှာပြန်သုံးတဲ့ကိစ္စတွေလည်းပါဝင်ပါတယ်။လိုအပ်ရင်တော့လုပ်သားအင်အားတွေအပြင် grain တွေဆက်ရန်းရားကြီးတွေလည်းတုံးကြရတာပါ။ဘလို့ပဲဖြစ်ဖြစ်လုပ်ငန်းဝင်အန်ဒရယ်ကင်းရှင်းရေးကိုတော့ဦးစားပေးတဲ့ဖြစ်ပါတယ်။ အချုပ်အားဖြင့်ရင်ကုန်သင်္ဘောတွေကခေတ်သစ်စင်အင်အားရဲ့အထူးကအစိပ်ပိုင်းဖြစ်လာတာတော့အမှန်ပါပဲသူတို့ရဲ့စွမ်းရည်ကစစ်ပွဲကိုအဆုံးဖြတ်ပေးနိုင်စွမ်းလေးရှိနေတာပါကုန်းထဲမှာပဲရှိနေတဲ့ပြတ်မှတ်တွေတောင်ရင်ကုန်သင်္ဘောတွေကလှမ်းပေးနိုင်တဲ့အန်ဒရယ်တွေကိုစိုးရိမ်နေကြရပါတယ်လရှိမှာတော့ American, Russia နဲ့တရုတ်တို့ကရင်ငုံသင်္ဘောအများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်ပြီး American ကတော့အဆင့်မြင့်နည်းပညာတွေ၊နျူကလ িয়ার စွမ်းအင်သုံးနိုင်တာတွေနဲ့တာဝေးဖြစ်ဒုံးကျည်တွေပိုင်ဆိုင်ထားတာကြောင့်ထိပ်ဆုံးမှာနေရာယူထားချောင်းဝင်းမြလိုက်ရင် ီဒီယိုလေးကိုနှီးကုန်းချုပ်လိုက်ပါရခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။